ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ကိုလာစုဝေရေးသားတဲ့အရှက်ဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။တိုင်းပြည်မှာရာစုနှစ်တစ်နှစ်အတွင်းအပြင်းထန်ဆုံးလို့ပြောလို့ရတဲ့မြေငလျင်ကြီးလှုပ်ခတ်သွားခဲ့လို့တကဘာလုံးကစာနာဂယုနာတက်စွာဖြင့်ဝိုင်းဝန်းကူညီနေကြပေမဲ့ထိုအထဲမှာမင်းအောင်လှိုင်နဲ့အဖွဲ့ကတော့ မပါပါဘူး။ ၎င်းတို့အားလုံးအစဉ်တစိုက်ခံယူထားကြတာက အများအမြင်မှာအားပြော့သွားပြီးဆိုတာကို အထင်မခံနိုင်ကြခြင်းပဲဖြစ်ပါတယ်။ယခုလည်းမျက်စိရှေ့မောက်မှာတမျိုးလုံးနှီးပါပျက်စီးကလူများယာနဲ့ထောင်နဲ့ချီပိတ်မိနေပြီးထောင်ချီနေတဲ့နိုင်ငံတကာကဲဆယ်ကြီးလှုပ်သားများကပြိုကျပျက်စီးနေတဲ့အင်္ဂရီဒုံများ အုတ်ကျူးအုတ်ပဲ့များအားတူးဆွရှားဖွေနေသည်ကိုတွေ့နေရပါလျက်ပြောသင့်မပြောသင့်မှချိန်ဆရကောင်းမှမသိပဲရွေးကောက်ပွဲကိုစီစဉ်ထားတဲ့အတိုင်းဆက်လုပ်သွားမယ်လို့ပြောလာပြန်ပါတယ်တရုတ်ရဲ့ဖီအားပင်းမှုကြောင့်ငါရဲ့ကြာပြီးနောက်မှသာအပြစ်ခတ်သုံးပတ်ရန်နာမယ်လို့ကြေညာလာပင်မဲ့အဲ့ဒီနောက်ပိုင်း၄ချောင်းမှ၁၆ချိန် အခြားတိုက်ခိုက်မှုအကြိမ်60ကျော်ဖောက်ဖျက်ခဲ့တယ်လို့ဂျီနီဗာရှိကုလသမဂ္ဂလူအခွင့်အရေးရုံးမှမြန်မာရေးပြောခွင့်ရမှသတင်းတောက်များကို ထုတ်ဖော်အသိပေးခဲ့ပါတယ်အဆိုပါရုံးမှပင်စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့များစုမှုနေတဲ့ငလင်ဒန်တင့်ဒေသမှပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့ကန့်သက်ပိတ်ပင်နေကြောင်းလည်းပြောဆိုလိုက်ပြန်ပါတယ် ၎င်းတို့ရဲ့ဂရိပေးချက်များဟာမိတို့များယုံစား၍မရဆိုတာကိုနိုင်ငံတကာကသိရှိသွားကြပြီးထိုကဲ့သို့သော လူမျိုးများနဲ့ဇပွဲဝိုင်းအတူထိုင်ပြီးနိုင်ငံရေးဖြည့်ရှင်းချက်ရရှိဖို့ဆိုဒီကရေပေါ်မှာအယုတ်ရေးတယ်လို့သာ ဖြစ်ပါလိမ့်မယ်။ဤဒီကိုမြမအရေးဖြည့်ရှင်းရမယ်လို့တစားစားကြွေးကြော်နေသူများက ကောင်းစွာတည်ထားပါလျက် political correctness အဖြစ်သာစိတ်ထဲကမယုံကြည်ပဲပြောဆိုနေကြခြင်းသာဖြစ်ပါလေထိုကဲ့သို့မဟုတ်ဟုဆိုကစိတ်ဖောက်ပြန်နေကြသူများသာဖြစ်ပါလိမ့်မယ် The conversation was Saima, Northern Illinois University, Ma, မြမာကြီးအသေးစိတ်လိလာထားသူတို့ကစစ်တပ်အုပ်ချုပ်လာတဲ့နှစ်ပေါင်း60ကျော်အတွင်းတဘာဝဘီအန်ရဲ့ဖြစ်ပွားလာတိုင်း၎င်းတို့အကျိုးရှိရာ ရှိကြောင်းအတွက်သာအမျက်ထုတ်ခဲ့ကြတဲ့အစဉ်အလာများက ရှိထားခဲ့ပြီးဖြစ်တယ်လို့យေတာထားပါတယ်လူတသိန်းကျော်တေဆုံးခဲ့တဲ့နာဂိမုံတိုင်းဒန်ကြောင့်တနိုင်ငံလုံးပူဆွေးတောကနဲ့ဗျာများနေချိန်မှာပင်၎င်းတို့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲကိုရက်တတပတ်အနှဲငယ်အတွင်းမှာပဲလှုပ်ဖြစ်အောင်လှုပ်ခဲ့ပြီးမဲပေပိုင်ခွင့်ရှိသူများထဲမှာ68ဒသမ72ရာခိုင်နှုန်းလာရောက် မဲပေပီထောက်ခံမဲ62ဒသမ48ရာခိုင်နှုန်းရရှိခဲ့တယ်လို့ပြောင်းလဲကြီးညာကအတည်ပြုခဲ့ကြပါလေ။လာမယ့်ရွေးကောက်ပွဲကလည်းနိုင်ငံရေးဖြည့်ရှင်းချက်မျိုးအဖြစ် နိုင်ငံတကာမှာဈေးပန်းခင်းလာတော်လဲ၎င်းတို့နဲ့မကင်းရမကင်းကြောင်းများကဘာမှမလုပ်တီထက်စာရင်တော်ပြီးတည်တည်ဟုဆိုကထောက်ခံပေးလာကြပါလေ၎င်းတို့နိုင်ငံအနှံ့မိုးကြိုးပစ်တယ်လို့တွားခဲ့တဲ့မစင်စားမစင်ခြင်းပဲလုတ်ခဲ့ဒီကိုထမ်းရွက်နဲ့ကာဖို့ကြိုးစားနေမှုမျိုးသာဖြစ်တယ်ဆိုတာအလုံးက သိထားကြပြီးဖြစ်ပါလေ The conversation မှာ၎င်းတို့ဖျက်ဆီးခဲ့တဲ့ democracy အားလဲ မန္တလေးရှိမင်းကလင်းဒဏ်ကြောင့် ထိခိုက်ပြူလဲသွားမှုနဲ့နှိုင်းရှင်ဖော်ပြထားတဲ့ပုံကိုတွေ့နိုင်ပါတယ်။ကျမ်းပတ်စစ်တပ်ဟာ၎င်းတို့ဆက်လက်ရည်တည်နိုင်ရေးအတွက်ထွက်ပေါက်အဖြစ်လက်ရှိမင်းကလင်းကြီးကိုကောင်းစွာအသုံးချနိုင်တဲ့အခွင့်အရေးကိုလည်းလက်လွတ်ခဲ့ကြပါတယ်။အကူအညီများ လက်ခံခြင်းအပြစ်ခတ်ရစေးရေးဆိုသည်ကိုလည်းတကယ်တမ်းမကောင်းဆိုးဝါးတဖွဲ့ဖြစ်နေတဲ့၎င်းတို့ရဲ့ပုံရိပ်ကောင်းလာစေဖို့သာကြီးညာခဲ့ခြင်း ဖြစ်တော်လဲတကယ်တမ်းမှာတော်လန်ကြီးတက်များအားနေသွားအောင်ခွင်ကောင်းယူအတုံးချဖို့အတွက် ဖြစ်ပါတယ်2010နောက်ပိုင်း၎င်းတို့ရဲ့ပြုပြင် ပြောင်းလဲရေးများဟာလည်းငလင်းဂျော်ဂျီဘော်မာတိဆောက်ခဲ့ခြင်းမျိုးဖြစ်လို့2021မှာပြိုလဲသွားခဲ့ရခြင်းဖြစ်ပါတယ်လက်ရှိ2025မြင်းကလင်းကြီးကိုအခွင့်အရေးတရက်ဖြစ်အမျက်ထုတ်နေမှုများဟာလည်းအချိန်တန်လျင်ပျက်စီးကျွေမွတ်သွားမိတာဖြစ်ပါတယ် ကျမ်းပတ်သမားမင်းအောင်လှမ်းအား၎င်းရဲ့လौရက်ကိုအဟုတ်ကြီးထင်နေရန်ရှိပြီးရွေးကောက်ပွဲကိုဆက်လုပ်သွားမယ်လို့နီပေါ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်အတည်ပြုပြောဆိုသွားခဲ့ပါတယ်။၎င်းဟာအိန္ဒိယနဲ့ထိုင်းဝန်ကြီးချုပ်တို့နဲ့လည်းတီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။မိုရီမရွေးကောက်ပွဲအားရွေးကောက်ပွဲဟာအလုံးပါဝင်ပြီးယုံကြည်လက်ခံနိုင်လောက်တဲ့ရွေးကောက်ပွဲမျိုးဖြစ်ရမယ်လို့သတိပေးသွားခဲ့ပါတယ်။ ပရိပခမှန်သမျှကိုစည်ရင်းအရာဖြည့်ရှင်းမှုဆိုဒီကမိတို့မြမဖြစ်နိုင်မဲအားလုံးအတူတကွဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာအဆုံးသက်ယူထုံးစံရှိတယ်လို့လေးကုံခံပြီးကျွဲပါစောင့်တီးပြခဲ့ပါတယ်။ကျမ်းပဒမမင်းအောင်လိုင်းပွဲထွက်များလီ၎င်းမှာ personality ကို charisma ခေါ်တဲ့ဩဇာတိတ်ကမနဲ့ပြည့်စုံသူမဟုတ်ကြောင်းအထင်ကြီးစရာ တကွမှမရှိကြောင်း ၎င်းနဲ့စကားပြောကြတဲ့လူတိုင်းရှိကို့အထုတ်ကိုဖြေပြလီဖြစ်မယ်ဆိုသေးကတေချာနေပါတယ်ဤဒီကလည်းပြပခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့သည်များဖုန်းနဲ့စကားပြောဆိုခဲ့သည့်များကို၎င်းတို့မီဒီယာများမှပင်ထုတ်လွှင့်ခဲ့ကြလို့ကြားရသူအပေါင်းက ထို့သို့ပင်ယူဆထားပြီးဖြစ်ရာပြပနိုင်ငံများမှခေါင်းဆောင်များကတော့ထို့သို့မဟုတ်ဘဲနေကြမည်လို့ကျမ်းပတ်သမားမင်းအွန်လိုင်းဖို့တွေးတက်မယ်ဆိုကအဆက်ပြန်ပြန်ကွဲเสียဖြစ်ခဲ့ရသည်က၎င်းအားလာခွင့်ပြုခဲ့၍အပြင်းထန်ဝေဖန်ခံလာရတဲ့ထိုင်းအစိုးရဘက်မှကမန်းကရန်ဖြစ်ရှင်းချက် ထုတ်လာရခြင်းပဲဖြစ်ပါတယ် မိမိတို့ဒီအင်ရှင်နိုင်ငံဖြစ်တဲ့အားလျော်စွာဝတရားရှိတဲ့အတိုင်းလှုပ်ဆောင်ရခြင်းသာဖြစ်ကြောင်းဖွဲ့ဝင်တနိုင်ငံ ပြက်ကွက်ကပွဲတွင်ကြီးညာချက်ထုတ်ပြန်နိုင်ဖို့မဖြစ်နိုင်လို့ထိုင်းနိုင်ငံသား၏ဝန်ကြီးဌာနသတင်းနဲ့ပြန်ကြားရေးညွှန်ချက်ကရှင်းပြခဲ့ပါတယ်။ဆန္ဒပြသူများက၎င်းတဲခူယာရှန်ဂရီလာဟိုတယ်အနီးမှာလူသက်သမားအကျန်းဖတ်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုးစို့ဟူသော ဗနိုင်းစာရန်ကြီးချိတ်ဆွဲခဲ့ကြပါလေဗီတိန်ရှိအဖွဲ့စည်းများမှအလူငွေကောက်ခံရမှာချားစ်ဘရင်နဲ့မိဖုရားတို့မှရရဲ့ရော်ရော်ထဲ့ဝင် ခဲ့ကြပြီး တရက်ထဲနဲ့စတာလင်ပေါင်9ဒသမ5သန်းရရှိသွားခဲ့တယ်လို့သိရပါလေအိန္ဒိယဂျပန်ဩစတြေးလျနဲ့အမေရိကန်တို့ပါဝင်ဖွဲ့စည်းထားတဲ့ကွာလို့လူတိများတဲ့၄နိုင်ငံအဖွဲ့မှာဒေါ်လာတန်း20ကူညီထောက်ပံ့သွားမယ်လို့ဂရုပြု ကြီးညာလာခဲ့ပါတယ်။အားလုံးကယခုအချိန်မှာစာနာတနာမှု emotion များမြင့်တက်နေပြီးတော့တခုခုလှုပ်ပြီးမှဖြစ်မယ်လို့ပြောဆိုလှူဒန်းနေတော့လေ။ကျမ်းပါစစ်ကောင်စီလက်ထဲရောက်တမြငလင်ဒန်တဲ့လူရုထံဆရာဂိုင်းနှုံးရောက်လျင်ပင်ကံကောင်းလို့ဒေါ်မီမီဝင်းပတ်နဲ့အေယာဝတီတွစ်ဆုံမြင်းမြန်းရာမှာပြောဆိုသွားခဲ့ပါတယ်။ ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်